မန္တလေး PDF အဖွဲ့ကမန္တလေး PDF အဖွဲ့ဒီနေ့ဆိုရင်မန္တလေး PDF အဖွဲ့16ရောက်လင်းဝင်သွားပါတယ်လင်းဝင်ဆိုတော့မိသားစုနဲ့ပြန်ပေါင်းစည်းသွားပါတယ်အဲ့ဒါတော့မန္တလေးတိုင်းဒေသကြီး PDF မန္တလေးကခြေဆိုင်တဲ့ PDF အဖွဲ့အမျိုးသား15ဦးအမျိုးသမီးမဲဆုများလုံးမဲမကလာပါအခုတော်မျိုးမင်းရဲ့တရင်တော့ကျန်လေးချို့နားတော်ချက်အောင်ခင်ဗျာကျွန်တော်နိုင်ငံရဲ့ဟိုဆက်ဆက်တန်ကျွန်တော်နိုင်ငံနဲ့ပတ်သက်နိုင်ငံကဘာပြောလဲဆိုတာနဲ့ပတ်သက်လို့ပေါ့နော်တိတ်ရှိကျွန်တော်ပြောရလေးရှိတယ်ကျွန်တော်နှစ်ချက်ပဲမှတ်မိတယ်ကျွန်တော်တော့ဒီချောင်းကျွန်တော်အရင်မှတွားရခဏသွားတော့ချိန်မှာရုတ်တရက် လစ်သွားတယ်ဗျလက်ဟာကောဒါပေမဲ့နှစ်ချက်မှတ်မိလိုက်တယ်ပြောတာကိုကြားလိုက်တယ်အဲ့ဒါပါလဲဆိုလာချိုးမျိုးကိုမြန်မာနတ်ဆက်ကဆိုးလက်လက်ထက်ကိုပြန်လည်ပြောပြောင်းနေဘူးတဲ့သူတို့ကဂျားကနေပြန်ပြီးတော့မော်ဒရိတ်လုပ်ပြီးညှိနှိုင်းပြီးတော့တိုင်ပြန်ပြီးတော့လာချိုးမျိုးကိုနတ်ဆက်လက်ထက်ပြန်အပ်ပေးနိုင်ခဲ့တဲ့ဂျားကညှိနှိုင်းဆွေးနွေးပိုင်ပေးနိုင်ခဲ့တဲ့ပေးနိုင်ခဲ့ပါတယ်ဆိုတော့သူတို့ကသူတို့ခုံယူပြောတယ်ဆိုတော့သူတို့ဒီမြန်မာငြိမ်းချမ်းရေးမှာအစင်ဆက်မပြတ်ပါဝင်ပေးနေတယ်ဆိုတော့သူတို့ပြတာပြောသွားတာတွေ့ရတယ်အရေးကြီးဆုံးအချက်ကတော့မကြခင်ကျင်းပမယ်မြန်မာနိုင်ငံရဲ့ယူကော့ပွဲနဲ့ပတ်သက်လုံးဝသူတို့က fully support ပေးမယ်တေးဟိုကမြန်မာနိုင်ငံယူကော့ပွဲကို support လုပ်မယ် လို့ကိုတိကျပြောသွားတယ်ဆိုတော့အဲ့ဆိုရင်တရုတ်ကအဲ့တိုင်းပြောဆိုလို့အိန္ဒိယကမပြောဘူးလားဆိုတော့အိန္ဒိယကလည်းအဲ့တိုင်းပြောသွားတယ်အိန္ဒိယတမန်ကြီးကလည်းပြောသွားတယ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်တို့တို့မှာ policy သုံးချက်ရှိတယ်ပေါ့နှစ်ချက်ကိုကျွန်တော်မှတ်မိလိုက်တယ်ဟဲ့ပြောရတယ် at e at e နဲ့နောက်တစ်ခါအိန္ဒိယရဲ့ဒီဒီ neighborhood neighbor 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 neighborhood first ပဲနော်ဆိုတော့ အရှိမျောဝါဒနဲ့အိန္ဒိယပထမဆိုတဲ့မူဝါဒကိုအိန္ဒိယကైဆွဲပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်သူတို့ကအများအားသူဦးစားပေးနံပါတ်1မှာထားပါတယ်သူတို့နိုင်ငံထားတယ်ပြောတယ်ပြီးတော့တစ်ချိန်တည်းမှာပဲအိန္ဒိယကလည်းမြန်မာနိုင်ငံရဲ့ဒီအဲမြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ခင်းချင်းတွေနဲ့အခြေအနေတွေအားလုံးပေါ်မှာသူတို့စာနာထောက်ထားသော်ဖြင့်ယူကော့ပွဲချင်းပါမယ်ကိစ္စပေါ်မှာသူတို့အနေနဲ့အဲအစင်းစင်း ်ကူညီပိုင်းကူညီပေးမယ်ဆိုတာမျိုးတွေသူတို့ပြောတယ်ဒါအိန္ဒိယလည်းမြန်မာယူကောက်ဘောကူညီမယ်လို့ပြောသွားပြီနောက်တစ်ချိန်မှာပြီးတော့အိန္ဒိယမြန်မာရဲ့ rare art နဲ့ပတ်သက်တာတွေနဲ့ဒီနီးပညာကိစ္စတွေကိုလည်းအိန္ဒိယစိတ်ဝင်စားရှိနေတဲ့ပုံပေါ်တဲ့အကြောင်းသူထည့်ပြောသွားတယ်ဒါထည့်ပြောသွားပါတော့ဆိုတော့ထိုင်းနိုင်ငံရဲ့ဝန်ကြီးတို့ဘာလို့ကလည်းဘာထပ်ပြောသွားနိုင်ငံဒုနိုင်ငံတူကြီးအောင်လည်းဘာပြောသွားလဲဆိုတော့မြန်မာနိုင်ငံမြန်မာမြန်မာဒီမိုကရေစီစနစ်ကိုအကောင့်တဲပေါ်မဲ့ယူကောက်ပွဲနဲ့ပတ်သက်လို့သူတို့ထောက်ခံတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဗိုလ်ချုပ်ကြီးပြောတဲ့မိကုန်းကတစ်ခုပါတယ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကိုတွားဖို့ဆိုတာမျိုးသူကတွားပြီးပြောဆိုတယ် ကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီကိုကင်တွယ်ခြင်းတုံးသွားလာဖို့ဗိုလ်ချုပ်ကြီးတို့ကအများကြီးပြောတယ်ဆိုတော့ဒီစကားဒါအောင်နဲ့ပတ်သက်ရင်ကျွန်တော်လူလူနားလည်နိုင်အောင်ပြောတာကခမားမှာခမားဈေးပိုင်ဆိုင်ကိုသွားတယ်အဝတ်စားဆိုင်ဆိုင်ကိုသွားတယ်အဝတ်ထည်ဆိုင်ဆိုင်သွားတယ်အဲ့ဒီမှာဥရောပဝတ်စုံတွေရှိတယ်ဥရောပစတိုင်ဝတ်စုံတွေရှိတယ်အာရှစတိုင်ဝတ်စုံတွေရှိတယ်မြန်မာစတိုင်ဝတ်စုံတွေရှိတယ်အိန္ဒိယစတိုင်ဝတ်စုံတွေထိုင်းစတိုင်ရှိတယ်အမေရိကန်စတိုင်ရှိတယ်အဲဒါကဂျပန်စတိုင်ရှိတယ်ကိုရီးယားစတိုင်ရှိတယ်ဝတ်စုံမျိုးစုံဝတ်စားမျိုးစုံအဲ့ဆိုင်ထဲမှာရှိနေမယ်အဲ့ဆိုင်ထဲရောက်တဲ့ချိန်မှာခမားအနေနဲ့ ဘယ်ဝဇောက်ရှိမလဲခင်ဗျာအမေရိကန်ဝဇောက်ကိုရှိမလားအမေရိကန်အရန်မောင်းဘော်ကြီးတိုင်းချုပ်ထားတဲ့အဝဇောက်ကိုခင်ဗျာရှိမလားနော်ဥရောပအဝဇောက်အရန်မောင်းတို့ရွေးထားတဲ့အဝဇောက်ကိုရှိမလားဂျပန်စတိုင်ဟိုဝင့်မလားဒါမို့မြန်မာနီးမြန်မာမြန်မာနဲ့ kait နေတဲ့အဝဇောက်ကိုဝယ်ပြီးဝင့်မလားအဲ့ဒါခင်ဗျားတို့ကိုယ့်အောက်စဉ်းစားအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံအတွက်ရစ်ပါတဲ့နိုင်ငံဆိုတဲ့ခန္ဓာကိုယ်ကိုလုံးသီးကြိုကြီးဖြစ်နေတဲ့နိုင်ငံတော်ကိုဖုံးအုပ်ဖို့အတွက်ဒီမိုကရေစီဆိုတဲ့အဝဇောက်တွေဝတ်တဲ့အခါမှာ ကိုနဲ့တင့်တော်တဲ့အဝတ်အစားကိုဝတ်မှလားမထော်မနှမ်းတွေဝတ်မှလားကျွန်တော်တိုက်တာစဉ်းစားအဲ့တော့ကျွန်တော်တိုင်းပြည်ကပြည်သူလူစဉ်းစားဖို့လိုတာကကိုနဲ့တိုက်လိုက်ဖက်ညီတဲ့အဝတ်အစားကိုဝတ်တာကသာလျှင်ကိုနဲ့တကယ်လိုက်ဖက်ညီတဲ့ဒီမိုကရေစီရွေးချယ်တာဖြစ်ပြီးတော့ကိုနဲ့မကိုက်ညီတဲ့အရေးအစားမြန်မာအရက်ကငါးပေ6ပတ်လည်းပဲရှိတာမြန်မာတွေရဲ့ဗျမ်းမြအရက်ကငါးပေ6ပတ်လည်းပဲရှိတဲ့အချိန်မှာ6ပေတော့ပတ်လည်းရှိတဲ့အိန္ဒိယဥရောပသားတွေဥရောပသားတွေအဝတ်အစားမျိုးခမ ्या ဝတ်ရင်ခမ ्या ဘယ်လိုဖြစ်နေမလဲမထော်မနှမ်းဖြစ်မနေဘူးလားအဲ့တော့ခင်ဗျားတို့ကိုယ့်အကူကျွန်တော်တို့ခင်ဗျားတို့စဉ်းစားကြဖို့လိုတာက ကျွန်တော်တို့နဲ့ကိုက်ညီတဲ့ဝတ်စားကိုသာကျွန်တော်တို့ဝတ်မှရနိုင်မယ်မဟုတ်ရင်ကျွန်တော်တို့နဲ့မကိုက်ညီတဲ့ဝတ်စားတွေဝတ်မိရင်မထောင်နဲ့နေဖြစ်မယ်ဆိုတာကိုတော့သိကြဖို့လိုတယ်လို့ကျွန်တော်ဒီနေရာမှာတိုက်တွန်းချင်တာဒါကတစ်ချက်ပေါ့နော်ဆိုတော့ဒါတော့ဘုဂျုံကြီးတို့ဒီ Nancy Peace Program နဲ့မှာဆွေးနွေးကြတဲ့အကြောင်းအရာတွေကိစ္စတွေမျိုးတော့ကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ရှိမှာအခြားသတင်းတွေလည်းနည်းနည်းဒီနေ့နည်းနည်းထည့်ပြောပါဦးမယ်အဲ့ဒါဘာလဲဆိုတော့အဲဝမ်တာတဲ့သတင်းလေးတခုပါမန္တလေး PDF အဖွဲ့ကမန္တလေး PDF အဖွဲ့ကဒီနေ့ဆိုရင်မန္တလေး PDF အဖွဲ့ 16ရောက်လင်းဝင်သွားပါတယ်လင်းဝင်ဆိုမိသားစုနဲ့ပြန်ပေါင်းစည်းသွားပါတယ်အဲ့ဒါတော့မန္တလေးတိုင်းယူသားကြီး BDF မန္တလေးကခြေဆိုင်တဲ့ BDF အဖွဲ့အမျိုးသား15ဦးအမျိုးသမီး၄ဦးကဒီနေ့ဥပဒေပေါင်းနဲ့ဝင်ရောက်လာတယ်မိဘတွေစီကိုတက်ဆိုင်တာဝန်ရှိပြီးလွှတ်ပြောင်းပေးလိုက်တယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒီညီငယ်ညီမငယ်တွေတော့ကျွန်တော်တို့ဝမ်းသာပါတယ် congratulations လေးလုပ်ပါတယ်ဒီညီငယ်ညီမတွေကသူ့မိဘတွေမိသားစုနဲ့အထူးရှင်သန်နေတိုင်းကိုရပြီဖြစ်တဲ့တော့ဝမ်းသာအကြောင်းပြောလိုပါတယ်နောက်တစ်ခုကတစ်ချိန်ထဲမှာပဲပြီးခဲ့တဲ့ရက်ပိုင်းကအားလုံးသိတဲ့အတိုင်းသခိုင်းပုံရွာဘက်မှာလည်း PDF ညီငယ်ညီမငယ်24ဦးကမိသားစုနဲ့ပြန်ပေါင်းသွားတယ်အဲ့တော့ ဒီရက်ပိုင်းတွေအတွင်းမှာပဲပြီးခဲ့တဲ့ပြောရရင်တော့ပြီးခဲ့တဲ့ရက်တရက်ဘက်တစ်ပတ်တည်းမဟုတ်တော့နောက်ဆုံး9ရက်အတွင်းမှာပဲညီငယ်ညီမငယ်တွေဟိုက24ဒီဘက်19ဆိုတော့ပွင့်လည်းပြောညီငယ်ညီမငယ်ပေါင်းအယောက်40ကျော် PDF တွေကနေဘဝကနေမိသားစုစီပြန်ပူးပေါင်းသွားတာတွေကိုကျွန်တော်ကြည့်ပြီးတော့ဝမ်းသာပီတိဖြစ်မိတယ်ဒါမျိုးတွေနောက်ထပ်ညီငယ်ညီမငယ်တွေလည်းလောက်ကြဖို့တိုက်တွန်းပါတယ်เนาะအဲ့တော့ PDF ညီငယ်ညီမငယ်တွေကိုပြောဝမ်းသာကြောင်းပြောချင်ပါတယ်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဘာလဲဆိုတော့ဒီနောက်တစ်ခုကဘာလဲဆိုတော့ လူကုန်ကူးတဲ့ကိစ္စလူကုန်နဲ့ပတ်သက်လို့ပတ်သက်လို့ဒီနေ့ဟိုဒီနေ့ပြည်တဲ့ဟိုဟိုလူကုန်ကူးဗဒါစီတိုက်တာစီရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာကျင်းပတဲ့ပွဲမှာတခုမှာအမနေ့က24ရက်နေ့ကျင်းပတဲ့ပွဲတခုမှာပြောပါတဲ့စကားလေးတခုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါလေးကကျွန်တော်ဒီနေ့ပြန်ပြီးပြောပါမယ်အဲ့ဒါပါလဲဆိုတော့ပြည်တဲ့ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဘိုးချုပ်အောင်ကျော်တော်ကနေပြီးတော့သူ့ရဲ့ဒီအစည်းအဝေးထဲမှာသူထုတ်ပြောတယ်24ရက်နေ့အစည်းအဝေးမှာသူထုတ်ပြောတယ်အဲ့ဒါပါပြောလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာအမျိုးသမီးတွေကိုတရုတ်နိုင်ငံသားတွေကသူတို့နိုင်ငံကိုစီးယုံခေါ်ဆောင်ပြီးတော့သူတို့ ရှီမာပေါင်းသိန်းလက်ထပ်ဖို့လိန်လေဖျားအောင်တဲ့လုပ်ငန်းစဉ်လုပ်သွားတာကလာလုပ်တာ2025ခုနှစ်ဇန်နဝါရီတရက်ကနေပြီးတော့မနေ့က24 23ရက်တနေ့က23ရက်နေ့အထိစုစုပေါင်း14မှုရှိတယ်တဲ့14မှု14မှု14မှုတိတိယာမြန်မာမျိုးသမီးတွေကိုလာပြီးခေါ်ပြီးစီးယုံပြီးတော့လာပြီးခေါ်စီးယုံပြီးတော့ဘာလို့လဲဆိုတော့တို့တရုတ်နိုင်ငံသားတွေနဲ့ဆက်လက်ထပ်ဖို့လာစီးယုံတော့14မှုရှိပါတယ်လို့သူထုတ်ပြောလာတယ်အဲ့တော့အဲ့14မှုတော့ဖော်ထုတ်နိုင်ရတယ်ပေါ့နော်ဆိုတော့ဒါကဖော်ထုတ်နိုင်တဲ့ကိန်းကဏ္ဍမဖော်ထုတ်နိုင်တဲ့ကိန်းကဏ္ဍဘယ်လောက်ရှိလဲတော့ကျွန်တော်မသိဘူးဆိုတော့2024ခုနှစ်တုန်းကအဲ့ လူကုန်ကူးမှု53မှုအရေးယူဆောင်ရွက်ခဲ့တယ်။အဲ့ထက်မှာတော့တရုတ်နိုင်ငံကို34မှုလာအိုတမှုတဲ့။ကမ္ဘောဒီးယားတမှုပြည်တွင်းမှာ18မှုဖြစ်ခဲ့တယ်တဲ့။အမှုဝိစာပြောရင်တော့အထမလက်ထက်စီတန်းချင်းကစီခိုင်းချင်းကအထမလက်ထက်တာက35မှုပြည်သာပြည်အထမမှုပြူတာ9မှုအထမစီခိုင်းတာတမှုကိုဝင်ဆောင်ငါးဆောင်တာတမှုအခြားနည်းလမ်းနဲ့ကာမဆိုင်ရာအထမပြူတာတမှုရှိခဲ့တယ်လို့ပြောတယ်။အဲ့တော့ဒီ2025ဇန်နဝါရီကနေဇန်နဝါရီကနေပြီးတော့ခုဒီချိန်ထိကတော့စုစုပေါင်းလူကုန်ကူးမှု80ရှိတယ်။အဲ့ဒီထက်မှာခုနတရုတ်များဖြစ်ဟောဖြစ်တာ14မှုရှိတယ်ဆိုတော့ပြောတာ။ဆိုတော့ ပြောရင်တော့တော်တော်လေးတော့ဒီကျွန်တော်တို့နိုင်ငံထဲကိုလာပြီးဒုက္ခပေးနေတဲ့ကောင်တော်တော်များတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်။ဒါလေးလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေသတိထားသိကြလို့ကျွန်တော်ဒီနေ့ထည့်ပြောထည့်ပြောရင်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့နောက်ဆုံးဒီနေ့ပေါ့ပါလေးနဲ့အပိလေးတစ်ခုနဲ့ပိတ်ပါမယ်။အဲ့ဒါပါလဲဆိုတော့အမ်ကြိုက်သူအမ်ရန်ကုန်မော်လမြိုင်လမ်းမကြီးပြောရမယ်။ရန်ကုန်မော်လမြိုင်လမ်းမကြီးရဲ့နော်ရန်ကုန်မော်လမြိုင်လမ်းမကြီးကားလမ်းမဘေးနော်အဲ့ကြိုက်ထုံနဲ့ကြိုက်ထုံမျိုးနဲ့မုတ်ပလင်းနဲ့မယန်းချောင်ကြီးပါးကြားမှာရှိတဲ့ရန်ကုန်လွန်ရလမ်းမကြီးပေးအဲ့လမ်းမကြီးပုံမှာတရားဒစင်းအောက်မှာလက်လုံမိုင်းတွေထောင်ထားလို့ ကံကောင်းလို့မနေ့ကညဒါလုံချိုကြီးတက်ဖို့ဝင်နေတာတွေ့လို့မိုင်းခွဲပြီးဖြည့်ဆည်းလိုက်တဲ့အတွက်တော်တော်လေးမပေါက်ကွဲတဲ့အတွက်တရားမပြည့်စည်ဘူးကားကိုဖြတ်သွားမဲ့ကားလေးပဲအနေကင်းသွားတယ်ဖြစ်စီလေးဖြတ်သွားပါတယ်ပြောရင်တော့ခီးတဲ့ဘောင်းများစွာအသက်ကိုလုံချိုကြီးတက်ဖို့ဝင်နေတာကယ်တင်ပေးလိုက်နိုင်တယ်ဖြစ်စီလေးနော်ရောင်းငုံမိုးလမြန်ကားလမ်းပေးတရားငယ်တစ်စင်းအောက်ပါမုတ်ပလင်နဲ့မရမ်းကြောင်ကြာရွာအဲကြာရှိတရားငယ်တစ်စင်းအောက်ပါနော်လက်လုံမိုင်းနေထောက်ထားတယ်နော်မိုင်းတိုင်း94အဲ sorry အဲ့ဒီဒရာအောင်မှာဖြစ်တယ်နောက်တစ်ခုကမိုင်းတန်94ဘာလုံး94မိုင်း9ဘာလုံးရဲ့အောက်မှာရှိဒရာအောင်မှာလည်းနောက်အောက်မှာလည်းဂါလန်ဘုံတွေထည့်ထားတဲ့နော်ငါးဂါလန်ဘုံတွေထောင်ထားတဲ့မလလူမိုင်းတွေ့တယ်မလလူမိုင်းနှစ်နေရာမှာတွေ့တာစရိုက်တွေ့တာဆိုတော့ရန်ကုန်မင်းဘော်လမြိုင်လမ်းမကြီးပေါ်မှာရန်ကုန်မင်းမြိုင်လမ်းပေါ်မှာမိုင်းခွဲဖို့ကြိုးစားတဲ့ဇလန်တွေနှစ်ခုရှိခဲ့တယ်အဲ့နှစ်ခုလိုလူရင်းတက်ဖို့ဝင်နေရအချိန်မီကာဝယ်တားဆီးနိုင်ခဲ့တယ်ပြောရင်တော့ကားတွေဖြတ်တန်းသွားလာမှုမပြုခင်မနေ့ကမှာပဲဖြတ်ဟိုဖောက်ခွဲဖြတ်ဆီးနိုင်ခဲ့တဲ့အတွက်ပါပြီးတော့အနေကင်းကင်းနဲ့ကူကားတွေသွားလို့ရခဲ့ပြီလို့သိရတယ်အဲ့တော့ ဘာပဲပြောဒါလေးတွေကဟိုလုံချုံတက်ဖို့အနေအတွက်လည်းကြီးကြီးကွန်ပြရမယ်လက်ခုပ်မတီးခြင်းတော့အနည်းဆုံးတော့အတိမပြုပြရမယ်လို့နားလည်တယ်ပါလေအဲ့တော့ဘာပဲပြောကျိုးသားပတ်သားနဲ့လူအသက်တွေအများပါကိုကယ်တင်ပေးလိုက်တဲ့လုံချုံတက်ဖို့အနေကိုကျေးဇူးတင်ကြောင်းလည်းဒီနေ့ကပြောလိုပါတယ်အပြည့်စုံလူအနေနဲ့လည်းကျေးဇူးတင်ခြင်းနဲ့တင်ဖို့ဗျာမတင်ခြင်းလည်းနေဖို့ဒါတော့ခင်ဗျားတို့သဘောပါဆိုတော့လုံချုံတက်ဖို့အနေကသူ့ရဲ့တာဝန်ကိုကျေးပြောင်းဒီကိစ္စလေးမှာထမ်းဆောင်ပေးခဲ့ပြီဆိုတော့ပြောရင်းနဲ့ဒီနေ့တော့ဘယ်လောက်ပါပဲခုလိုတဲ့နေကိုပြောင်းပေးတဲ့ကြော်လုံးကိုလည်းကျေးဇူးတင်ပါတယ်